အဲ့မှာလဲကျွဲကောသီးကိုနှစ်နှစ်ကြိမ်ပြီးအောင်ဆရာလှုပ်ထားတယ်เนาะအဲ့ဒါဒါပါပဲဟုတ်ကဲ့ဆရာဟုတ်ဆရာ citrus တွေမှာလုပ်လို့ရတယ်ဟိုရှောက်တို့တမ်းမရတမ်းမရတို့ဆိုသိလို့လို့ကောင်းတာပဲเนาะကိုလူညင်းအချိန်ပေါ့ကဲကျေးဇူးပဲတရားမင်္ဂလာပါ မင်္ဂလာပါဟုတ်ကဲ့ဆရာကြီးဟုတ်ဒီနေ့မှာကြတော့အစိမ်းအောင်လန်းကတက်နေတဲ့မိခွန်းနေတွေကအကောင်းဆုံး၅ခုလေးကိုစုစည်းပြီးတော့ဖော်ပြထားတယ်ဆရာကြီးမိခွန်းနေအကောင်းလုံးကနွေရတီမှာပေါ့နော်စိုက်ပျိုးသူတွေတည်တင်းတိတိုက်တဲ့မိခွန်းနေကြီးပဲစုစည်းထားတာပါဆရာကြီးဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဆိုရင်မိခွန်းနံပါတ်၁ကိုသွားလိုက်ပါမယ်ရှင်ကျွန်တော် okay နှိပ်ဖို့လိုသေးလားဟုတ် okay လေးပြပေးပါဆရာကြီးဟုတ်နှိပ်ရမလားဟုတ်ဆရာကြီးဟုတ် အေးဟုတ်ပြီရပြီကြားရတာဟုတ်ကြားပါတယ်ဆရာကြီးဟုတ်အေးဟုတ်ပြီဟုတ်ပြီရပြီဆရာကြီးဟုတ်နွေရာသီမှာတဲ့ကျမောက်ပင်နဲ့ကျွဲကောပင်ကိုရေဘလို့ပေးရမလဲဆိုတာသိချင်လို့ဖြစ်ပေးပါအောင်ဆိုပြီးမိထားတာဆရာကြီးအဝင်းမိထားတဲ့ဘေးကွန်းတော့ဟုတ်ကဲ့ဆရာကြီးဟုတ်အဲ့တော့အဲ့ဒီရေပေးဒီအသီးပင်နဲ့ရေပေးတာနဲ့ပတ်သက်လို့လေဟုတ်နည်းနည်းအဲပြောခြင်းပါတယ် အဓိကဇာတ်တို့အပင်တွေမှာပန်းပွင့်မှုဘေးပတ်ဝန်းကျင်ရဲ့အခြေအနေတွေကသိပြီးတော့အရေးကြီးပါတယ်။နော်အဓိပ္ပာယ်မှာအထူးသဖြင့်ပန်းပွင့်မှာဆိုလို့ရှိရင်ပထမတစ်ခုကဖိုတိုပီရီယိုဒစ်လို့ခေါ်တဲ့နေတာအတူအရှိပေါ်မှာမူတည်ပြီးတော့အချို့အပင်တွေကပြီးပွင့်တယ်နော်ဟုတ်ကဲ့နေတာ တိုးရှေ့ဘောမှာမူကြည့်ပြီးတော့ပန်းပွင့်တယ်။နောက်တစ်မျိုးကတော့ဒီအေးဒဏ်ကြောင့် chilling requirement နော်အေးဒဏ်ကြောင့်ပွင့်တဲ့အသီးအပင်တွေရှိတယ်။အထူးသဖြင့်တောင်ပေါ်မှာစိုက်တဲ့လိုက်ချီပင်တို့ဘာလို့ strawberry တို့နော်အဲ့ဒါတွေကဆိုလို့ရှိရင်အေးဒပန်းသီးတို့အဲ့ဒါတွေကအေးဒရတဲ့ညတဲ့ခါမှာပန်းပွင့်တယ်နော် ။နောက်တချို့အပြင်ကြတော့ဒီဆိုဒဖြစ်ဖြစ်အပူဒဖြစ်ဖြစ် stress လို့ခေါ်တယ် heat water stress ဖြစ်ဖြစ် heat stress ဖြစ်ဖြစ်နော်အဲ့ဒါကြောင့်ပန်းပွင့်နေဟာကြီးဖြစ်တယ်။အဲ့တော့ကျက်မောက်ပင်နဲ့ကျော်ကောပင်တွေကဘယ်လိုပတ်ဝန်းကျင်အခြေအနေကြောင့် ပန်းပွင့်တယ်လဲဆိုတာကိုပထမဆရာတို့သိထားဖို့အရေးကြီးတယ်အဲ့တော့ပထမဆုံးကျက်မောက်ပင်ကိုကြည့်မယ်ဆိုလို့ရှိရင်ကျက်မောက်ပင်ကတစ်နှစ်မှတစ်ချိန်ပဲပြီးတယ်နော်ဟုတ်ကဲ့အဲ့တော့ပြီးပွင့်လာတယ်မေကျူမှာမိုးရွာလိုက်တဲ့အခါကျတော့ပန်းပွင့်တယ်နော်မိုးရွာလိုက်ရင်ပန်းနေပွင့်လာတယ်နော်စပွင့်တယ်ပေါ့လေဟုတ်ကဲ့အဲ့တော့ ဲ့ပန်းပွေပြီးတော့အပြီးတင်ပြီးတော့အာအပြီးတင်တယ်ပေါ့ကွာနော်အဲ့တော့အဲ့တော့ तू ကတစ်နှစ်မှတစ်ချိန်ပဲပွင့်တယ်အဲ့တော့ तू ကဒီ water stress လို့ခေါ်တဲ့ရေငတ်တံခံပြီးမှ तू ကပန်းပွင့်တယ်တရက်လိုပဲပေါ့နော်အဲ့တော့အဓိကပန်းပွင့်တဲ့အချိန်ပြီပြီဆိုရင် तू ကမေလမှာပန်းပွင့်တယ်ဆိုလို့ရှိရင်ဇာ November ဒီမေလမတိုင်မီနလလောက်အတွဲမှာဓာတ်တို့ရေလောင်းလို့မရဘူးဟုတ်ကဲ့ရေလောင်းလိုက်လို့ရွက်နုထွက်လာပြီဆိုလို့ရှိရင်ဒါပါမပွင့်တော့ဘူးအဲ့ဒီနေ့အဲ့ဒီနေ့မှာပါအသီးမရတော့ဘူးเนาะဒါဆရာအိမ်မှာလည်းဒီလိုပဲကြုံတွေ့နေရလို့ဘာလို့တည့်ရတခြားကျွဲဝုံးပင်နဲ့ညာရောဆိုင်ကတ်ဆိုင်ထားတဲ့ခါကျတော့ ကျွဲကောပဲရေလောင်းလိုက်တဲ့ခါကျတော့ဒီရှမောက်ပင်ကို ရေရောက်သွားတဲ့ခါကျတော့အရွယ်နုတွေထွက်ပြီးတော့မမသိဘူးเนาะတခါမှတခြားတောင်းကောင်းမသိဘူးဟုတ်တယ်ပြအဲ့တော့အဲ့တော့ဒီရှမောက်ပင်ကမေဂျူမှာပြင့်နေဆိုလို့ရှိရင်မေဂျူမတိုင်မီမတ်ဖေဗရီမတ်မှာနလာလောက်ရေဖြတ်ထားဖို့လိုအပ်တယ် ်ဆိုလိုချင်တာအဲ့ဒီ May June uh, April May မှာနော် March April မှာရေမလောင်းဖို့အရေးကြီးတယ်တကယ်၍အဲ့ဒီချိန်မှာရေလောင်းလိုက်လို့ရှိရင်ရွေးနှုစောစောဒီ stress မရခဲ့ပေါ့အပုဒီရေကတံမခံနိုင်ရအခါခါလို့မပြီးခင်ပေါ့အဲ့ရေကတံခံနေဆိုတာ ရင်ငတ်လာတယ်ဆိုတာဘယ်လိုပုံပေါက်လဲဆိုရင်ရွက်ကလေးတွေစပြီးညိုးလာတာတို့စပြီးကျွေးလာတာတို့အဲ့ဒါကဒါ stress ရှိပြီးရင်ငတ်တာခံရပြီဆိုတာပဲမှတ်ယူရမှာနော်အဲ့တော့အဲ့ဒီအချိန်ကုန်ပြီးမှရေပေးမယ်ဆိုလို့ရှိရင်ဒါသဘာဝကတော့မိုးရွာလိုက်တော့ပါမိုးရွာမအမေမှာမိုးရွာလိုက်တယ်ဆိုရင်သူကအဲရွံ့မှုတွေနဲ့ အဲ mix part ဖြစ်ပြီးတော့ပန်းပွင့်တွေပွင့်ပြောအပြီးပြီးတယ်ဟုတ်ကဲ့ကဲဒါကြောင့်လို့ဒီကျဲမောက်ပင်ကိုတော့သူ့ပန်းမပွင့်ကျင်နှစ်လနော်မေလမတိုင်းပြီနှစ်လရေမလောင်းဖို့အရေးကြီးတယ်လို့ဒါပြောခြင်းတယ်ဟုတ်ကဲ့ပါဆရာဒါမဲ့ကျဲကောပင်ကြတော့ဒါသူကသူလဲဒါ stress heat water stress ပေါ့ ရေငတ်တံခံပြီးမှသူလဲပန်းပွင့်တဲ့မျိုးပဲဖြစ်တယ်။ဒါပေမဲ့သူကတဘာဝမဟုတ်ပဲနဲ့လူကလည်းသူ့ကိုပွင့်အောင်အချိန်မတန်မင်းနဲ့ပွင့်အောင် လုပ်နိုင်တဲ့ဤလေးတွေရှိတယ်။အဲတဘာဝကတော့ကျွဲဘုံပင်လဲမေဂျူမှာစပြီးတော့မိုးရွာလိုက်တာနဲ့စပြီးတော့ပွင့်တယ်။ပွင့်ပြီးတော့သူက လေးလကြာရင်အပြီးမှဲ့တယ်ပေါ့ရစ်မှဲ့တယ်ပေါ့လေးလငါးလကြာရင်နော်ဩဂုတ်လလောက်မှာမှဲ့တယ်အဲ့ဒီဩဂုတ်စက်တင်ဘာမှာမှဲ့တယ်ကူးပြီးတော့အဲ့တော့နောက်ပိုင်းအောက်တိုဘာနိုဝင်ဘာဒီဇင်ဘာ၆တွေ့တဲ့ရာသီမှာရေမပေးပဲထားလိုက်နော်ရေမပေးပဲထားလိုက်လို့ရှိရင်စပြီးတော့ stress တန်ရပြီ stress ဆိုတာရေငတ်တန် တွေ့ရပြီဆိုလို့သူကပြောလို့ပဲအရွက်ကလေးစကျွေးတယ်။ဒါလည်းဆိုလို့ရှိရင်အဲ့ဒီချိန်မှာအပင်ချိန်မှာကွက်ချင်းလေးလုံးတဘာဝမြေစောမြေဩဇာတို့ဓာတ်မြေဩဇာတို့ထည့်ပြီးတော့ဓာတ်တို့ရေသွင်းလိုက်လို့ရှိရင်အဲ့ဒီချိန်မှာမတန်သီးလို့ခေါ်တဲ့ဒုတိယအချိန်အသီးကိုရရနိုင်တယ်နော်။ဟုတ်ကဲ့။ဒါကဆရာတို့မော်လမြိုင်မှာအဲကျွဲကောသီးကိုနှစ်နှစ် နှစ်ချိန်သီးအောင်ပေါ့ဒီနေ့မှာနှစ်ချိန်သီးအောင်လုပ်တဲ့နီးလေးတွေပဲဆရာတို့ကိုယ်တိုင်လုပ်ခဲ့တဲ့ဒီနီးတွေကနော်အဲ့တော့ဒါကြောင့်မလို့ဒီကျွဲကောပင်ကိုလည်းကိုလိုချင်နေဆိုရင်ပြီးပြီးရင်နှစ်လလောက်ရေမပေးရထားလိုက်အများအပြင်းတော့မော်လမြိုင်မှာဆိုလို့ရှိရင်တော့အပြင်းချင်းမှာလေးပေပတ်လေလောက်ွက်ချင်းလေးလှုပ်လိုက်တာကွာကွက်ချင်းလေးလှုပ်လိုက်တယ် အဲ့လိုွက်ကျင်းလေးလုံလိုက်တဲ့ခါကျတော့အပင်ကြီးကမြေကြီးလေးတွေလည်းဆွဲပြီးတော့ဘေးကိုပုံလိုက်တဲ့ခါကျတော့အမြင့်ကလေးပါလေးလည်းပေါ်လာတာပေါ့ပဲအဲ့တော့အမြင့်ပေါ်လာတဲ့ခါကျတော့မြန်မြန်ရင်ငတ်တာရင်ငတ်တဲ့တံကိုခံရတာပေါ့ဟုတ်ကဲ့ဆရာအဲ့တော့အဲ့ဒီဒီအပင်ကြီးမှာမြေကိုဖယ်ပြီးတော့ွက်ကျင်းလုံတဲ့အခါမှာအရွက်ကလေးစကျွေးလာပြီဆိုရင်အဲ့ဒီကျင်းထဲမှာဆရာတို့ မြေကျက်လို့ခေါ်တဲ့မြေကိုတင်းထားတဲ့မြေတို့နွားချီးတို့ဓာမြေဩဇာတို့ပြန်ဖြည့်ပြီးတော့ရေကိုဝါအောင်ထဲလိုက်လောင်းပေးလိုက်တာအဲ့ဒီချိန်မှာသူကအရွတ်နုနဲ့အပန်းမွေးနဲ့ပွင့်ပြီးတော့ဒုတိယအချိန်မတန်သီးဆိုပြီးတော့ပြီးတယ်အဲ့တော့ဒါရေလောင်းတဲ့အခါကျတော့ဒါဥနာပြောတဲ့ကျွဲကောနဲ့ဒီအဲကျမောက်ရေလောင်းတာမတူဘူးဆိုတာကွာ ကျန်တဲ့အချိန်ဒီမှာတော့အဲ့ဒီမပွင့်ခင်နှစ်လမအပကျန်တဲ့အချိန်ဒီမှာ6ဆွေးတဲ့ယာတိချွေရင်တော့ရေကိုပေးနိုင်သလောက်ပေးလို့ရပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ဆရာဒါလည်းဆရာဖြေထားပေးတယ်နော်ဆရာအဲ့ဒါဒီနော်ဟုတ်ကဲ့ပါဆရာကြီးဟုတ်ကဲ့ဟုတ်ဒီလိုမျိုးရည်သွင်းရအောင်ဟုတ်ရပြီလို့ထင်တာပဲနော်ဟုတ်ကဲ့ပြောလို့ဟုတ်အဲ့ဆိုရင်မိခွန်းနံပါတ်2ကိုတွားလိုက်မယ်နော်ဆရာကြီးရတယ် မိခွန်းနံပါတ်1ကကြတော့လေဆရာကြီး तू ထုံးပတ်ချင်တာတဲ့ तू ပေါ့နော်လက်နဲ့ပဲပတ်လိုက်ရမလားဒါမှမဟုတ်အိတ်ကိုဖောက်ပြီးပဲဆွဲလိုက်ရမလားပေါ့နော် तू ကညနေထုံးပတ်ပြီးတော့မနက်ကိုထွန်ဆက်မောင်းမှနေထားတာဆရာကြီးတော့အဲကောင်းပါတယ်အဲ့တော့အကောင်းဆုံးနဲ့အသက်သာဆုံးနီးကတော့ဆရာတို့ तू ကိုပက်ပြန်းတာအကောင်းဆုံးပဲဟုတ်ဒါပေမဲ့မပက်ပြန်းမီပက်ပြန်းမဲ့ပုဂ္ဂိုလ်ကဒီဆေးပြားရင်သုံးတဲ့ လက်အိတ်တို့မြန်မာတို့အာဒီပဇပ်ပိတ်တဲ့ဟာတို့ခြေတန်းအခြေတန်းရှိပနတ်တို့ဘောင်းမီတို့အင်ကြီးလက်ရှိတို့ဝုတ်ပြီးတော့လေတင်ကနေပြီးတော့လက်နဲ့ပဲကျေးပေးပါလို့အဲ့ဒါအကောင်းဆုံးနဲ့ခြေရောက်ဆုံးအသက်သာဆုံးနည်းပဲဖြစ်ပါတယ်လို့အဲ့တော့ထုံးကအခုန pH အတွက်လားရိုးရိုးထုံး ထုတ်ချွတ်တဲ့နေလို့လားအဲ့ဒီပုံမှာမူကြည့်တဲ့တန်အပြင်းတော့ဓာတ်တို့တစ်ခါမှမထည့်ဘူးသေးဘူးဆိုလို့ရှိရင်ပထမနှစ်မှာထုံးထည့်ပြီးပြီးချင်းတစ်လနှစ်လအတွင်းစိုက်မယ်ဆိုရင်ပိတ်တာ100လောက်ကိုဓာတ်တို့ခုနအဝတ်အစားဝတ်ပြီးတော့ပက်ပြန်းတဲ့နေရာအကောင်းဆုံးနဲ့အသက်သာလုံနေပဲဖြစ်ပါတယ်လို့အဲ့ကိုဖောက်ပြီးဆွဲတာကတော့အဲ ကိုမှန်းလို့မရဘူးများတဲ့ခါများသွားမယ်နည်းတဲ့ခါနည်းသွားမယ်အဲ့တော့ထုံးပိတ်တာတရားကိုပဲ့မယ်ဆိုရင်အဲပထမပိတ်တာတရားကို90ကိုအရင်ဖြန်းလိုက်နောက်ဒုတိယတစ်ကြိမ်ပိတ်တာ90ကိုတကဒုတိယတစ်ခါဖြန်းလို့ရှိရင်ဒါညီညီညာညာနဲ့အဲဖြူပြီးတာဖြစ်တယ်ဒါတော့အကုန်အကြုံကြလဲသက်သာတယ်အခုနက ဒီဆေးပြားရင်ဝတ်တဲ့ဝတ်စုံတွေဝတ်ပါလို့ပြောတာပါလေဒါဆိုလို့ရှိရင်ဒီနေပူထဲမှာဖြန်းပြီးဆေးပြားတဲ့အခါကျတော့ချွေးထွက်တယ်ချွေးထွက်တဲ့အခါကျတော့ဖုံးမုံတွေကိုပါကတ်လို့ရှိရင်ကိုပါလောင်ပြီးတော့ထုံးပေါက်တဲ့သဘောရှိလိမ့်မယ်ဒါကြောင့်လို့အကာအကွယ်ဝတ်စုံကိုဝတ်ပါ လေတင်ကနေပြီးတော့စဖြန်းပါလို့ပြောချင်ပါတယ်နော်ဒါတော့ပါပဲနော်အဲ့တော့ခုနပြောလို့ တကားမှပြန်မှုဆိုရင်ပထမအချိန်မှာပထမနှစ်မှာပိဿတရားပိဿတရားကို90စီနှကပြန်ပါလို့ပြောပြီးတော့ပြန်ပေးပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးဟုတ်ရတယ်နော်ဟုတ်ကဲ့ဆရာဟုတ်ပြီဟုတ်မိခွန်းနံပါတ်3အကြောင်းလေး तू ကစပစ်ကိုဆရာကြီးကော်ဖီနဲ့တွဲလို့ရလားဒါမှမဟုတ်လိမ္မော်နဲ့တွဲဆိုင်လို့ရလားပင်ကြတကယ်လို့ဆိုင်လို့ရရင်ဆိုပင်ကြတန်းကြလေးသိကျင်နေဆိုပြီးပြီးထားတာဆရာကြီးအာ သူတို့ရဲ့ coffee bean နဲ့စပစ်ပင်ရဲ့သဘာဝကလုံးဝတူတဲ့အတွက်ကြောင့်မလို့လုံးဝအဲပင်စိုက်ဖို့အဲစိုက်ဖို့မရည်ရွယ်ပါနဲ့လို့နော်ဟုတ်စပစ်ပင်ကနွယ်ပင်ဖြစ်တယ်သူ့ကိုစင်ထိုးရမယ်ဒါမှမဟုတ်လေကြိုတန်းပြစ်ပေးရမယ် coffee bean ကလည်းဒါက အခုစိုက်နေတဲ့ဆရာတို့အရာဘီကာကော်ဖီဆိုလို့ရှိရင်သူ့ကိုအာဒီတိုင်းစိုက်တာတဲ့ကို shape trees အောက်မှာเนาะရဲ့အရေးကြတဲ့အပင်အောက်မှာအာစိုက်တဲ့အပင်ဖြစ်တဲ့အတွက်ကြောင့်မလို့ကော်ဖီနဲ့သပြေကဘယ်လို့မှတွဲစိုက်လို့မရပါဘူးလို့သူ့ကိုတီးသားအဲစိုက်ပါလို့ကော်ဖီကိုစိုက်မယ်ဆိုလို့ရှိရင်တော့သူ့ကိုဂျာတို့ ပင်အဲကော်ဖီနော်ကော်ဖီပင်ကိုစိုက်မယ်ဆိုလို့ရှိရင်တော့သူ့ကိုအာဝါလောက်ဟုတ်ဆရာအပင်ကြီးတွေရှိတ်ပင်အပင်အောက်မှာအဲတန်းပြီးတော့စိုက်လို့စိုက်ပါလို့သူ့ကိုပင်ကြားတန်းကြားတော့ဒီရှစ်ပေလောက်ထားပြီးတော့စိုက်ပါတယ်နော်နောက်ပြီးတော့ဒီစပြစ်ပင်ကြတော့သူကစင်ထိုးရင်ထိုးမယ် အဲဒါမှမဟုတ်လေကျိုးတန်းပြင်ရင်ပြင်မယ်အဲ့တော့သူ့ကိုဆဲပေးပတ်လေလောက်ဖြစ်ဖြစ်ရှစ်ပေးပတ်လေလောက်ဖြစ်ဖြစ်စိုက်လေရှိပါတယ်လို့နော်ဟုတ်ကဲ့ရတယ်နော်ဟိုဟာဟုတ်ကဲ့ဘယ်တော့မှတွဲဆိုင်ဖို့မစဉ်းစားပါနဲ့သူ့ကိုစည်းစမ်းစီစိုက်ပါဟုတ်ကဲ့တပြည့်ကိုစိုက်မယ်ဆိုလို့ရှိရင်တော့အဲရှစ်ပေးမှဆဲပေးဒါပြောပင်ကြတန်းကြထားစိုက်ပါနောက်ပြီးတော့ကော်ဖီပင်ကြတော့ ရှစ်ပေတော့ထားပြီးတော့အပင်ကြီးတွေအောက်မှာစိုက်လို့ရရှစ်ပေနဲ့6ပေပေါ့ဗျာเนาะဟုတ်ကဲ့ပါဆရာကြီးရပြီเนาะဟုတ်ကဲ့နောက်ထပ်မေးဖို့တကူကတော့ဆရာကြီးလေးစီလွာတိုက်ဆက်ကိုပေါ့နော်နီလန်းမှန်မှန်နဲ့ဘယ်လိုတိုက်လို့ရမလဲဆိုပြီးမေးထားတာဆရာကြီးဟောသူပေးထားတဲ့အဲမြေစီလွာတိုက်နဲ့ဆက်ကလေးတွေပေးထားတယ်နော်ဟုတ်ကဲ့အဲ့တော့ဆက်ကတော့အမျိုးမျိုးရှိတယ် အဲ့တော့အဲ့လိုပုံမှန်ပြထားတဲ့စက်ကလေးတွေကတော့ probe လို့ခေါ်တယ်နော် soil testing probe ပေါ့ဟော soil testing kit လို့လည်းခေါ်တယ်အဲ့တော့သူ့မှာပါတာကအများအပြားတော့သတ္တုတပေလောက်ရှိတဲ့သတ္တုကြောင့်၃ချောင်းပါတယ်နောက်တော့ဒိုင်ခွက်ကလေးပါတယ်ပေါ့နော်အဲ့တော့၃ချောင်းပါတဲ့အတွက်ကြောင့်မလို့သူက၃မျိုးစမ်းသပ်လို့ရတယ်ပုံမှန်ခလုတ်ကလေး၃ခုရှိတယ်ဟုတ် အဲ့ပထမတစ်ခုက pH အတွက်ဖြစ်တယ်တစ်ခုက soil moisture အတွက်ရေကြီးလွားထဲမှာရှိတဲ့အဆိုဓာတ်ကိုတိုင်းကြတာဖြစ်တယ်တတိယတစ်ချက်ကတော့မြေကြီးလွားထဲမှာရှိတဲ့အဲ temperature ပေါ့နော်အပူချိန်ကိုတိုင်းကြတာရှိတယ်အဲ့တော့သူ့ရဲ့ probe အရှိကတပေလောက်ရှိတဲ့တက်ကြောင်ခလို့ကိုကလေးပေအ ਨੇ ကအပူချိန်တို့အဆူဆိုင်စားတို့ အဲ pH ကိုသိရဆိုရင်၄၄လက်မလောက်၄လက်မလောက်နှိမ့်မယ်၆လက်မအ ਨੇ ကက pH ကိုဘာလို့သိရလဲဆိုရင်၆လက်မအတိနှိမ့်ပြီးမယ်၈လက်မဆိုရင်၈လက်မအတိနှိမ့်ပြီးတော့အဲသူ့ရဲ့အဲမြေစီလွာရဲ့အဲ့ဒါ pH ကိုဆိုတတ်တို့ဆွမ်းမွေးရှာတို့ကိုအဲတိုင်းတာတယ်အများအားဖြင့်တော့၆လက်မလောက် အနက်မှာရှိတဲ့ဟာကိုတိုင်းလာရပါတယ်သူ pH တို့ဘာလို့မတူပါဘူးအပေါ်ရမြင်တဲ့အောက်အောက်မြေကမတူဘူးเนาะအဲ့တော့ in situ ပေါ့ကိုစိုက်မဲ့နေရာကိုလိုက်ပြီးတော့အဲတားလို့ရတယ်အဲတိုင်းတိုင်းတိုင်းတားလို့ရတယ်ပေါ့เนาะဒါသူပေးထားတဲ့ set ဆိုရင်အဲ့တော့ set set မှာလဲသူရဲ့ instruction ပါမှာပါအဲ့ဒါကိုဖတ်ကြည့်ပါလို့เนาะအဲ probe ကနှစ်ချောင်းပါရင်လားသုံးချောင်းပါလား နော်သူတိုင်းတိုင်းတာလို့ရတာ pH နဲ့ဆွမ်းမွှရှလာ pH နဲ့ဟလာဆွမ်း temperature လာဆိုတာအဲ့ဒါကဟိုပေါ်ပြပါလိမ့်မယ်လို့နော်အဲ့ဒီမှာ clock လေးနှစ်ခုတန်ဒီသုံးခုတန်ဒီရှိမယ် instruction ကိုဖတ်ပါလို့ဟုတ်ကဲ့ဆရာကြီးပြောပြပါလေဘူးကောမှာလဲတိုင်းနီကိုတော့ပေါ်ပြထားတယ်ပေါ့နော်ဆရာကြီးခင်ဗျာဘူးကောမှာလဲတိုင်းနီကိုရေးပေးထားတယ်ပေါ့နော် instruction လေးနဲ့ဟုတ်အဲအဲဆရာက ရေးပေးထားတာကဘာမှမသိလို့လေဒါပေမဲ့ proof ဆိုရင်တော့ခုနပြောတဲ့အတိုင်းပါပဲဒီဟုတ်ရေးထားပါတယ်ဟုတ်ကဲ့ရိုးရိုးတက်ခွဲကမှတိုင်းတာဆိုရင်မြေကြီးကားကိုသူ့နမူနာယူပြီးတော့ဟိုခွက်ထဲမှာထည့်ပြီးတော့တက်ခွဲကန်တိုင်းတာအဲ့ဒါတွေကခက်တယ်အခု proof ကတော့လွယ်ကူတယ်ပေါ့ဒါပေမဲ့တတိထားမှာကအစိုးတက်ကလေးတော်ရင်တိုင်းအောင်ရှိတဲ့နေရာမှာနောက်တော့စိုက်ပြိုးနေတဲ့မြေမှာပဲတိုင်းလို့ကောင်းပါတယ်တခါမှမစိုက်တဲ့နေရာမှာသွားတိုင်းဟို ပြည့်စည်သွားပါလိမ့်မယ်လို့เนาะအဆိုးရနည်းနည်းရှိတဲ့သိပ်မများအနေမများအချိန်မှာနောက်တော့မြေနဲ့အဲအနစ်ကိုလည်းဟိုသိပ်ကြည့်မကြည့်အဲ့ဒီပုံမှာမူကြည့်ပါတယ်လို့เนาะအဲ့ဒါကိုတိုင်းတဲ့ခါကျတော့အဲ့ဒါသတိစားပါအဆိုးရကလေးရှိတဲ့ဟာပိုကောင်းပါတယ်လို့เนาะသိပ်၆တွေ့ရင်လည်းမမှန်ဘူးဆက်ကဟုတ်ကဲ့ဆရာကြီးဟုတ် နောက်ဆုံးမိခွန်းကြတော့လေးဆရာကြီးအခုချိန်ကဘူးသီးလိုဖျုံလိုစိုက်ကြတာဆိုတော့သူကအဲ့အောက်လေးမှာရောပါအပင်လေးစိုက်လို့ရလဲပေါ့နော်ဆိုပြီးထားတာဆရာကြီးဟုတ်အဲ့တော့ကိုကဟဲ့လားဘူးစင်ကြီးဖြစ်မှသီးကနီးမှဆိုလို့ရှိရင်တော့အရေးတန်ခါနိုင်တဲ့အပင်မျိုးပဲစိုက်လို့ရမှာပေါ့နော်ဥပမာမြင်းခွန်အရွက်တို့လိုဘူဒီနန်တို့လိုနော်အဲ့ဒီပင်လေးတွေကိုစိုက်လို့ရတယ် သို့တော်လည်းပဲအဲဒီတပြိုင်တည်းနဲ့ဦးဒီရောတခြားအသီးတွေရောစိုက်ရင်လည်းဆိုလို့ရှိရင်တော့ကြိုတင်ပြင်ဆင်ထားရပါလိမ့်မယ်နော်အထူးသဖြင့်ဘူးကိုစိုက်တယ်ဆိုလို့ရှိရင်စင်ထိုးဖို့ဆယ်ပေလောက်ချဲထားလေးရှိပါတယ်အဲ့တော့ဆယ်ပေအတွင်းမှာအဲနှစ်ပေခွဲသုံးပေလောက်ရှိတဲ့ပေါင်းနှစ်ပေါင်လောက်ထားပြီးတော့ စိုက်လို့ရရနိုင်ပါတယ်အဲ့တော့ဒီဘူးပင်ကစင်ပေါ်အပင်ပောက်ပြီးရင်စင်ပေါ်ရောက်ဖို့၁၀ရက်လောက်ကြာပါတယ်စင်ပေါ်မှာလည်းဘူးညွန့်နေပြန့်သွားအောင်ဆိုလို့ချင်းတစ်လလောက်ကြာပါတယ်နော်အဲ့ဒီအတော်အတွင်းအရပောင်း30 40အတွင်းမှာဒီဘူးစင်အောက်ကြမဲ့ရေကိုအတုံးချခြင်းနဲ့ဆိုလို့ရှိရင် ြိုတင်ပြီးတော့ဘူးဆိုင်မဲ့နေရာရောဒီဘူးစင်အောက်ကမြေကိုရောပေါင်းနေပြင်ပြီးတော့ဒီတလတလအတွင်းမှာမြိတ်သိမ့်နိုင်တဲ့အပင်လေးတွေကိုကြိုတင်ပြင်ဆင်ထားလို့ရပါတယ်ဆိုလိုချင်တာကဘူးပင်ကအရေးမကြခင်အဲ45ရက်လောက်အတွင်းမှာဒီမြေဘူးစင်အောက်ကမြေကိုအသုံးချမယ်ဆိုလို့ရှိရင်ကြိုတင်ပြီးတော့ဥပမာ တတန်တလားလောက်နဲ့စုခူးနိုင်တဲ့ဒီမုံရင်းလေးတွေထိုင်ဝါမုံရင်းလေးတွေကစွန်းပင်လေးတွေနော်ချီမောင်ပင်လေးတွေအဲ့ဒါလေးတွေကိုဘူးပင်နဲ့တပြိုင်တည်းစိုက်ပါလို့ပြီးမှအစင်အလိုအပ်တဲ့အချိန်မှာဟိုဒီဘူးပင်ကိုတော့တိုင်တိုင်တော့ထောင်ထားပေးပေါ့စင်ကိုတော့နောက်ပိုင်းအပေါ်ရောက်ခါနီးမှာ ဲထိုးလို့ရပါတယ်လို့အဲ့တော့အဲ့လိုလှုပ်ချင်းအားဖြင့်အဲဘူးသီးမပေါ်ခင်မှာဒီဟင်းသီးရွက်ကလေးတွေခုနပြောတဲ့ခိုင်ဝမုံကြီးလေးတွေရှင်မောင်လေးတွေကစွန်းလေးတွေအဲ့ဒီအရေးကြအရေးအောက်မှာကြမဲ့ဟာအဲတတိစကူလို့ရလိုက်တယ်ရနိုင်တယ်ဆိုတာကိုပြောခြင်းပါတယ်သူ့ကိုဒီအသီးသီးကနှီးမှစိုက်မယ်ဆိုလို့ရှိရင်တော့အခုနအရေး တန်ခိုင်နိုင်တဲ့အပင်မျိုးလေးလေးတော့ပဲအဲစိုက်လို့ရမယ်လို့ပြောကြည့်ပါလေเนาะအဲ့တော့မြေကိုအပြည့်အဝအသုံးချခြင်းနဲ့ဆိုလို့ရှိရင်တော့ဘူးသီးနဲ့အဲရစိုက်ဟိုဘူးသီးအောက်မှာစိုက်မဲ့အပင်လေးကိုကြိုတင်ပြီးတော့ပြင်ဆင်ထားပါเนาะတလအတွင်းမှာခူးနိုင်တဲ့ဒီနည်းရည်တည်းစိုက်ရွှေပြောင်းစိုက်လို့ရတဲ့ဟာလေးတွေရှိပါတယ်จิตုံမိတ်တို့ပါတို့စိုက်လို့ရပါတယ်လို့เนาะจิตုံဥတွေပါတွေစိုက်ထားရင်အဲတလအတွင်းမှာနှုတ်လို့ရတယ် ြီးအရေးမကြခင်ပေါ့နော်ဟုတ်ကဲ့တော့ပါပဲနော်ဟုတ်ပြီဟုတ်ပါဆရာခေါပြီးမိကိုနေကိုပြပြစုံစုံဖြည့်ကြပြီးတော့လို့ကျေးဇူးတင်ပါတယ်ဆရာကြီးခေါရပါတယ်ဟိုကနည်းနည်းလေးဖတ်ကြည့်ပါဦးလို့ဆရာဖြည့်ထားတာလေးတော့ရှိပါတယ်လို့နော်ဟုတ်ကဲ့ပါဆရာဝန်လမြိုင်မှာဟိုသုံးတဲ့ဒီလေးလေးဆရာပေးထားတယ်အဲ့ဒီမှာနော်ကျွဲကောပင်ကိုမတန်သေးရအောင်ပေါ့နော်ဟုတ်ကဲ့ဆရာအဲ့မှာလဲကျွဲကောသီးကိုနှစ်နှစ်ကြိမ်သီးအောင်ဆရာလှုပ်ထားတယ်နော်အဲ့ဒါဒါပါပဲ ဟုတ်ကဲ့ဆရာကြီးဟုတ်ဆရာကြီးဒီ citrus တွေမှာလုပ်လို့ရတယ်ဟိုလျှောက်တို့တမ်းမရတမ်းမရတို့ဆိုသိလို့လို့ကောင်းတာပဲเนาะကိုလူညင်းအချိန်ပေါ့ကဲကျေးဇူးပဲဟုတ်ကဲ့အားလုံး